ဆူလာကွန်ထိုလာလို့ပြောလိုက်တာနဲ့ကျွန်တော်ကွန်ထိုလာနဲ့ပတ်သက်ပြီးနှစ်ခုရှိတာကိုကျွန်တော်အများသောဖြစ်သိကြရတယ်ပေါ့။ဟို PWM နဲ့ MPPT ပေါ့။အဲ့တော့ PWM ဆိုတာကတော့ကျွန်တော်ကဒီ password modulation controller ပေါ့။ MPPT ဆိုတာကတော့ဒါ maximum power point tracking controller ပေါ့ဗျာ။အဲ့တော့ဒီနေရာမှာကျွန်တော်ကဒီ PWM ဆိုတဲ့ controller အကြောင်းကိုလုပ်ငန်းခွင်မှာသုံးတဲ့အခါမှာဘယ်လိုဖြစ်နေလဲ။ MPPT controller ကတော့သူက အာဒီပါပါတစ်ခုလုံးကိုသူကစီမံတာပေါ့လေအဲဒါဗိုလ်တက်ကောအမ်ပီယာကိုသူကလိုးတယ်လို့သူကစီမံပြီးတော့မှထွက်တဲ့ပမာဏပါဝါဝတ်အတိုင်းမဲ့သူကသွားတယ်ဒီ PWM မှာကျတော့သူကအဲ့ဒါလို့မဟုတ်သူကအထီးကကအဲ ဒီ bodish တခုတည်းကိုပဲသူကတည့်ပြီးတော့မှ regulation လောက်တာပေါ့ bodish regulation လောက်ပေးတယ်လောက်ပြီးတော့မှဒီ battery ကိုတစ်လုံးရဲ့လိုအပ်တဲ့ပမာဏတွေကိုသူကစီမံပြီးပို့ပေးတယ်ပေါ့ဒါပဲသူ့လောက်ကဒါဖြစ်တယ်အဲ့တော့အရေးကြီးတာပါလဲဆိုတော့သူက current tempo တွေ ambient tempo တွေကိုသူကမပြောင်းလဲပေးဘူးမပြောင်းလဲပြီးတော့ဗာပြဿနာရှိလာလေဆိုတော့ကျွန်တော်ကသူ့ရဲ့ပြဿနာကတော့ဒီ loss ဖြစ်တာတွေပေါ့နော်ဒီ efficiency loss ဖြစ်သွားတာတွေရှိတယ်။ဗီဒီယိုလေးနဲ့အတူတူကျွန်တော်တို့လေ့လာကြည့်အောင် which is approximately 132.5 watts. So, there is a potential energy loss. 175 watts minus 132.5 watts equals 42.5 watts lost, which is about 24% loss. Now let's directly compare. <laughs> အဲ့ဒီဆိုလာပန်နယ်ကကျွန်တော်195ဝက်ရှိတဲ့ဆိုလာပန်နယ်ကနေတွဲဖို့ဘက်တရီကိုကျွန်တော်အားသွင်းမယ်ပေါ့အားသွင်းတဲ့အခါမှာဂျာမာကျွန်တော်ဒီ PWM ဆိုတဲ့ကွန်ထရိုလာလေးကိုကျွန်တော်သုံးလိုက်တယ်သူ့ရဲ့ဒီဆိုလာပန်နယ်က17.1 voltage ရှိတယ်အဲ့တော့ဘက်တရီကတွဲဖို့ပဲရှိတယ်အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲ voltage ကိုကျွန်တော်ကဟို ် reduce ချောချာပေးရမယ်ချောချာပေးလိုက်တော့အဲဒီစက်ချက်တမတစ်ကနေကျွန်တော်က charging voltage ကိုအာ73တမကုန် voltage ကျွန်တော်ကပြောင်းပေးလိုက်တယ်ပေါ့ပြောင်းပေးလိုက်ပြီးတော့အဲ့တော့ voltage ကြီးကျသွားတယ်ပေါ့ voltage ကကျော့သွားတယ်အဲ့တော့ကျွန်တော်တို့ကကားတဲ့ကတော့ငကိုတိုင်းပဲသူကဖြစ်နေပဲ9.7 9.67 ampere ပေါ့နော်အဲ့တော့ကုတသမ6ခု ampere တိုင်းပဲရှိနေတယ်အဲ့တော့ကျွန်တော်တို့ကတကယ်ဘယ်လိုလဲဝင်သွားတဲ့ပမာဏကိုကြီးလိုက်တဲ့အခါမှာ7.3ကုန် voltage ရဲ့ပြီးကျွန်တော်ကုတသမ6ခု ampere ရဲ့ရှိတယ် တော့အဲ့ဒီနှစ်ခုကိုကျွန်တော်မျှလိုက်တဲ့အခါမှာ132.5ဝက်ရသွားတယ်အဲ့တော့ပကတိရှိတာက189ဝက်အဲ့ဒါကိုကျွန်တော်132.5ကိုနှုတ်လိုက်တဲ့အချိန်မှာ42.5ဝက်က waste ဖြစ်သွားတယ် loss ဖြစ်သွားဒါကြောင့်သူကဒီ MPP ဒီ PWM controller ကိုအသုံးပြုလိုက်တဲ့အချိန်မှာသူက voltage ကိုပဲ reduce လုပ်လိုက်တယ် voltage reduce လုပ်ပေမဲ့ကားတန်းကတက်မလာဘူးတက်မလာတော့သူရဲ့ watt power ဒီ135ဝက်ကငကိုတိုင်းမရှိတော့ဘူးမရှိတော့တဲ့အချိန်မှာဟော

Each panel produces about 9.67 amperes, which gives us just under 30 amperes. The theoretical power is 3 times 175, which equals 525 watts. But with the PW... อ่าဒီ current ampere ကိုပေါင်းသွားမယ်ပေါင်းသွားတဲ့အခါမှာကျွန်တော်တို့29 ampere ရရသွားတယ်ပေါ့ဗျာဒီမှာကျွန်တော်တို့29 ampere ကိုကျွန်တော်တို့ရသွားမယ်ဟုတ်လား ဲ့တော့ဒီ29ခုအမ်ပီယာကိုရတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့က voltage ကတော့ဒီတိုင်းပဲအဲ voltage ကိုကျွန်တော်ခုနတိုင်းမှာ reduce ကထပ်လို့ရမှာပဲဟုတ်လားဘာလို့လဲကျွန်တော်တို့လိုချင်တာကတွဲဖို့ battery ကိုပဲအားသွင်းမှဖြစ်တဲ့အတွက်ဒီ80.1 voltage ကိုများသွားလို့မကောင်းဘူးဒီအတွက်ကျွန်တော်တို့ကဒီ solar panel တွေကိုကျွန်တော်က series ချိတ်လို့လုံးဝမရဘူးဒါကျွန်တော်တို့ကနားလည်ထားမယ်အဓိကအပိုင်းပေါ့နော်ဒီ video တွေကိုနားလည်ချင်တော့ကျွန်တော်တို့ရှေ့ရကျွန်တော်ရဒီရှေ့ဘက်မှာဆွနေခဲ့တဲ့ video တွေကိုသွားပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ် ဟတကကျနတောအတောသရပါဝါစ <laughs> 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 the voltage is limited to that of the battery around 13.7 volts the actual transferred power will therefore be 13.7 volts times 29 amperes which is approximately 397 watts in conclusion you can connect three အဲ့တော့ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ actual power ပေါ့နော်ကျွန်တော်တို့ဒီဟို ဟိုကွန်ထိုလာကနေ73.0ကွန်ပိုးတက်စီ reduce ဆော့ချလိုက်တယ်ဟုတ်လား73.1ကို short လိုက်တဲ့အခါမှာ73.0ရသွားတယ်အဲ့တိုင်းကျွန်တော်တို့က battery ကိုအသွင်းမယ်အသွင်းတော့သူ့ရဲ့ ampere ကတော့ဒါ29 ampere ပဲဘာလို့ ampere လဲဆိုတော့ဒီ charging ကွန်ထိုလာက29 ampere ဒီလက်ခံနိုင်တဲ့ပမာဏရှိနေသေးလို့ကျွန်တော်သုံးလို့ရတယ် Tetapi lo, tahun lo melaya itu lo cina dah le tahun tahun lo melaya. Tapi pada naga, kuno naya tu ya ambil range dia kalau cina cina dia kalau dari border range dia ambil range dia kalau cina now di tengah negara dia apa dia ni ada macam cina dia. E 175 watt yeah. panels in parallel to reach about 400 watts of real output. With this PWM configuration, you lose around 24.4% of the panel's theoretical power. This is due to the PWM's inability to control. ူရဲ့ကျွန်တော်တို့ကြီးလိုက်တဲ့အခါမှာသူလည်း24.4% loss ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘဂတိရှိနေရတဲ့925ဝက်တကယ်ဘက်ထရီကိုအားသွင်းနိုင်တဲ့ပမာဏက369ဝက်ပဲရှိတယ်။ဒါတော့ဒါကကျွန်တော်တီအိုဒီတွက်ချက်မှုအရာပဲရှိသေးတယ်။လက်တွေ့မှာကျွန်တော်တို့ကဆူလာပန်နေကဘလောက်ဝင်လာမယ်ဘလောက်ထွက်လာမယ်ဆိုတာတွေကရှိတယ်။ဒါတဲ့အကူလူလာကလည်းဆိုတော့သူ့ရဲ့ effort ချက်တွေကအပြည့်ဖြစ်ချင်မှလည်းဖြစ်နိုင်တယ်။ရော့တာတွေရှိကောင်းရှိနေနိုင်တယ်။နှစ်တကျနားလည်ဖို့ဆိုရင်သူ့ရဲ့ဒီ technical data ပေါ့နော်။ဒါမှမဟုတ်ကျွန်တော် PWM specification လို့ကျွန်တော်အတူတူလေ့လာကြည့်ရအောင်။ လေ့လာကြည့်မယ်ဆိုရင်အခုကျွန်တော်တို့အာဒီမှာဆိုရင်ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ modern နံပါတ်2ကတော့ဒါကဥမာပြောချင်တာကဒီအဲ30စနစ်ဆိုတာဗာပြောလဲဆိုတော့30 ampere ဒါကိုပြောတယ်ပြီးရင်ကျွန်တော်တို့ကတွဲဖို့24 volt 40h ဖို့နော်နောက်တစ်ခုကကျွန်တော်တို့က20 ampere စနစ်ဖို့24 volt 48ဖို့အဲ့လိုပဲနောက်တစ်ခုက30 ampere စနစ်ဖို့24 48အဲ့ဒီတိုင်းပဲကျွန်တော်က60 အန်ဘီယာအထိကျွန်တော်တို့ကရှိပါတယ်။ဟုတ်ပြီဒါကပထမတစ်ခုသူ့ရဲ့ model number ကိုဒီလိုပြရတယ်ဗောနော်။နောက်တစ်ခုက rated card ။အဲ့တော့ကျွန်တော်တို့တွေကဒီ controller တွေကိုရွေးချယ်တဲ့အခါမှာအဓိကကြတဲ့ရွေးချယ်မှုဒီအခုဒီ specification နဲ့မှာကျွန်တော်တို့တွေ့ရမှာ။ဒါကိုလောက်ပြီးမှကျွန်တော်ကလက်တွေ့မှာဒါဒါဒါဒီလိုဖြစ်ပါတယ်ဆိုတော့နားလည်မှာ။နော်ဒါကြောင့်တေချာလေးကြည့်သိချင်တယ်အဲ့တော့ rated garden ဒီဥမာ 30A 20A 30A ကလည်း 60A ထိရှိတယ် ဒါပုံမှားပဲဒီ PWM controller တွေကို60 ampere လောက်ထိကျွန်တော်တို့ဈေးကွက်မှာလည်းတွေ့ရတယ်ဟုတ်ပြီကျွန်တော်တို့လက်တွေ့မှာကျွန်တော်ခုနကဗီဒီယိုလေးကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ30 ampere နားလောက်ထိကပ်နေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့သူ့ရဲ့ current range ဒီ30 ampere နားမှာရှိရမယ်နောက်တစ်ခုက rated system voltage voltage ဒီသူက12 volt 24 volt 40h voltage အဲ့တော့ကျွန်တော်တို့ပုံမှန်အပြည့်12 voltage ရှိမယ်24 voltage ရှိမယ် 48 body ရှိပဲဒါအတိကျွန်တော်တို့ကအာဒီ50 body အောက်ကိုကျွန်တော်တို့ကရွေးချယ်ပြီးတုံးနေတဲ့အခြေအနေပေါ့နောက်တစ်ခုကျွန်တော်တို့ဒါ battery နဲ့ပတ်သက်တဲ့တွဲဖို့24ဖို့48 body ဆိုပြီးကျွန်တော်တို့ကရှိရယ်စနစ်24 48ပေါ့ဗျာနောက်တစ်ခုကျွန်တော်တို့ကဟုတ်ပြီဒါက rated body ကျွန်တော်တို့ဒီ battery ကိုအားသွင်းတဲ့အခါမှာဒီစနစ်ဖို့24ဖို့48ဖို့ဒါကိုကျွန်တော်တို့သိထားရမယ် နောက်တစ်ခါကျွန်တော်တို့ကဟိုပြောချင်တာကဒီ12ဘု24ဘု48ဘုကဘာကိုပြောချင်တယ်လဲဆိုတော့ rated system voltage ပေါ့နော်ဒီကျွန်တော်တို့ဟိုဒီ controller ကနေဒီ3ခုအတွက်ကိုသူကထုတ်ပေးနိုင်တယ်ဆိုတဲ့သဘောကိုဆိုလိုတာနောက်တစ်ခါ PV input voltage range တော့ PV input voltage range ကဒီနေရာမှာကျွန်တော်အထူးသတိထားဖို့လိုတယ်12ဘု system ဆိုတော့12ဘု system ကိုအသုံးပြုမယ်ဆိုရင် မစကြဘက်ထရီတွဲဖို့စီစဉ်ရှိမယ်အဲ့တော့ဘက်ထရီတွဲဖို့အတွက်ကျွန်တော်တို့က PV input ဒီအနည်းဆုံး15ကနေ44ကျော်မှရှိရမယ်အဲ့တော့ခုနကကျွန်တော်ဗီဒီယိုထဲမှာကျွန်တော်ကြည့်တဲ့အခါမှာ voltage ဒီ17.1ကျွန်တော်တို့ရှိတယ်ဒီအတွက်ကျွန်တော်တို့ကလုံလောက်တယ်အဆင်ပြေတယ်ဒါကြောင့်ကျွန်တော်တွဲဖို့စီစဉ်အတွက်ကျွန်တော်ကသုံးလို့ရတယ်24 voltage အတွက်ဆိုလို့ကျွန်တော်က17.1ပဲရှိတာဖြစ်တဲ့အတွက်သုံးလို့မရဘူးဒါ solar ချက်တစ်ချက်တည်းဆိုနေတာသုံးလို့မရဘူးတကယ်လို့ကျွန်တော်ကအဲ solar ချက်ကို series ချိန်ပြီးတော့မှသုံးမယ်ဆိုလို့ရှိရင်လည်းတကား voltage ကများသောပြန်ရော ဲ့တော့ကျွန်တော်တို့တွေဒီရွေးချယ်တဲ့အခါမှာသူ့ရဲ့ rate တဲ့ body သူ့ရဲ့ import pv import body range တွေကိုစဉ်းစားဖို့လိုတယ်တကယ်လို့ကျွန်တော်က48 body 48 body ဆိုလို့ရှိရင်60နဲ့80တက်ချင်ရှားမှရှိရမယ်ဟုတ်လား battery ကို battery ရဲ့ battery ရဲ့ import တွေကျွန်တော် battery ဒီကျွန်တော်က48 body ဆိုလို့ရှိရင်အာကျွန်တော် solar panel ကနေဝင်လာရမယ်တန်ဖိုးဒီ60နဲ့80တက်ချင်ရှားမှရှိရမယ်ဒီတန်ဖိုးပေါ့နော်တခါသူ့ရဲ့ maximum တန်ဖိုး မက္ကစီမန်တန်ဘိုးကတော့တွဲဖို့24ဘိုးတဲ့အစွဲဆိုတော့50ဘိုးတဲ့အထိလက်ခံပေးနိုင်တယ်တဲ့တကယ်လို့48ဘိုးတဲ့ဆိုဆိုရင်တော့100ဘိုးတဲ့ဖြစ်တယ်ပေါ့ပြောချင်တာကဘက်ထရီဒီတွဲဖို့24ဘိုးဘိုးတဲ့ဖြစ်မယ်ဆိုရင်ဆိုလာပန်နယ်ကအောက်ပုတ်တန်ဖိုးဒီ50ဘိုးတဲ့မက္ကစီမန်ဖြစ်ရမယ်48ဘိုးတဲ့ဘက်ထရီအတွက်ဆိုလို့ရှိရင်ဆိုလာပန်နယ်ကအောက်ပုတ်တန်ဖိုးဒီ100ဘိုးတဲ့အများဆုံးဖြစ်ရမယ် ဒါကိုပြောချင်တာနော်တခါသူ့ရဲ့ PV array maximum power maximum power ကတွဲဖို့ system အတွက်ပေါ့ကျွန်တော်တို့ battery ကတွဲဖို့ system အတွက်ဆိုလို့ရှိရင် solar charge တွေကနေလာမဲ့တန်ဖိုးတီ30 ampere အတွက်ဆိုလို့ရှိရင်140 watt 20 ampere ဆိုလို့ရှိရင်140 watt တကယ်လို့ကျွန်တော်60 ampere ထိဆိုရင်640 watt ထိရမယ်တကယ်လို့ကျွန်တော်တို့က24 volt 24 voltage အတွက်ဆိုလို့ရှိရင်60 ampere သည်1680 watt ထိရမယ်။48 voltage ဘက်ထရီတလုံးအတွက်ဆိုလို့ရှိရင်60 ampere သည်3360 watt ထိသုံးလို့ရနိုင်တယ်နောက်တစ်ခါဘက်ထရီတိုက်ဘက်ထရီတိုက်ကတော့သူကဒီမှာတော့ဒီ lithium ဘက်ထရီကိုအဓိကထားပေးထားတယ်ကျွန်တော်တို့ဒီလက်တွေ့မှာအများဆုံးအဖြစ်မြင်နေရတဲ့တန်ဖိုးတွေကကျတော့ B01 တို့ B02 တို့ B03 တို့ကျွန်တော်စက်တင်ထဲမှာပါတယ် B01 ဆိုတာကကျွန်တော်ပုံမှန်အဖြစ်ဒီ lead acid battery ကိုရွေးချယ်တယ် B02 ဆိုတာကကျွန်တော်ပုံမှန်အဖြစ်ကျွန်တော်တို့ဒီ lithium battery ကိုရွေးချယ်တယ် B03 ဆိုတာကကျွန်တော်ပုံမှန်အဖြစ်ကျွန်တော်တို့ဒါ lithium ion battery ရော light bulb battery တွေကိုရွေးချယ်တာကိုကျွန်တော်တို့တွေ့ရမယ်ဒါက setting ထဲမှာပါလေရပါဘုံနော်တခါသူရ floaty voltage floaty voltage ကိုသူကတခါတည်းပေးထားတယ် voltage ဒီ battery ဒီ single voltage battery ဖြစ်မယ်ဆိုလို့ရှိရင်30.8 voltage ဖြစ်ရမယ် voltage ထားပေးထားတယ်ပေါ့နော်ဘာလို့ကရှားချင်းခုနကကျွန်တော်ကရှားချင်းကို30.7ပြီ73.9နဲ့ပေးထားတယ်သူကတော့ DPWM နဲ့မှာတခါလေးသူပေးထားတဲ့တန်ဖိုးဒီ14.2ဗိုလ်တက်ရှင်နဲ့သူကရှားချင်းကိုအားသွင်းမယ်အပြည့်အနေနဲ့အားသွင်းမယ်ပေါ့နော် float ကကျော့73.8အပြည့်အားသွင်းမယ်ဆိုလို့ရှိရင်14.2လက်သမားနဲ့အားသွင်းမယ်တကယ်လို့သူကရှားချင်းကိုသူ့ရဲ့ protection ကာကွယ်ပေးမဲ့တန်ဖိုးကကျတော့စက်ခွန်ထိသူကစက်ခွန်ထိကို maximum အနေနဲ့သူကကာကွယ်ပေးမယ်အဲ့ဒီရောက်သွားရင်တော့သူကဖြတ်တောက်ပေးမယ်ပေါ့ နောက်တစ်ခါဘက်ထရီကို over discharge ဖြစ်တာမျိုးဘက်ထရီမှာကျွန်တော်ကဘက်ထရီအားနည်းနေတဲ့အချိန်မှာသုံးတာမျိုးကိုလည်းသူကဒီ controller ကကာကွယ်ပေးနိုင်တယ်လို့ပြောတယ်။ပြောချင်တာက charging mode ဒီ PWM password control ကိုသုံးတယ်ဆိုတာဒီဥပမာဘက်ထရီတစ်လုံးစီမပြည့်အားမပြည့်သေးတဲ့အချိန်မှာအပြည့်100%နဲ့အားသွင်းမယ်။ဒီဖြစ်ဒီပြအားပြည့်လာမယ်ဆိုလို့ချင်းကျွန်တော်က90ရာခိုင်နှုန်း60ရာခိုင်နှုန်း90ရာခိုင်နှုန်း80ရာခိုင်နှုန်းမို့လို့ဒီဘက်ချာလည်းနဲ့အားဆက်ပြီးတွင်းနေမယ် တကယ်လို့သူကပြေးလို့နေပါသေးရောက်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဆက်ပြီးတော့ဒါကို5% 0% 5%ဒီသွားနေမယ်နောက်ဆုံးမှလုံးဝဖြတ်တော့ပြီးပြီးတော့အားသွင်းတာကိုရက်လိုက်တဲ့အထိသူကပေးနိုင်တယ်ဒီအခြေအနေတွေနဲ့သူကရှာချင်းမဟုတ်ဘူးအလုပ်လုပ်စီမှာဖြစ်ပါတယ်ဒါကတော့ technical data ရှိအကြောင်းလေးကိုကျွန်တော်ကဆွေးနွေးပြီးတော့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကလူချင်းမင်းတို့အတွက်တန်ဖိုးရှိသေးခဲ့ရင် comment ကနေ yes ဆိုမှန်တော့ပေးပါကျေးဇူးတင်ပါတယ်